မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိပတ်တေကနဘတ်136ဒုဗ္ဗဇဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့တည်ရမူ၍မိမိတတ်တော်ပညာထက်ကျုံလွန်ပြတတ်သဖြင့်လှန်ဖြား၌အသက်ဆုံးရှုံးရသောလှန်ကုန်စရာအကြောင်း အောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် နတ်လူတို့၏ဇာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်း၌သတင်းသုံးတော်မူစဉ်အဆုံးမခတ်တော်ယဟန်တပါရှိလေ၏ယဟန်တို့သည် ထိုယဟန်ကိုမြတ်စွာဘုရားထံဆောင်ယူ၍လာကြသောအခါမြတ်စွာဘုရားသည်ယဟန်တင်သည်ယခုအခါ၌သာအဆုံးမခတ်သည်မဟုတ် ရှေးအခါ၌လည်းအဆုံးမခတ်ဘူးပြီပညာရှိတို့သည်အဆုံးအမကိုမလိုက်နာသဖြင့် လန်ဆူး၍တေဘူးပြီဟုမိတော်မူကာအောက်ပါအသိစက်ကိုစောင်းတော်မူသည်လွန်လေပြီးသောအခါဗာရဏတိပြည်ဝဲပြန်မတတ်မြင်မြင်ပြုတည်ရှိသောဖျားလောင်းသည်လန်ကုံတော်အသက်ကိုတင်ယူကာဆရာနေတကွအသက်ပညာကိုပြလျက်မြို့ရအနှံ့ပြားလှဲ့လေလေ၏ဆရာသည်လန်လေးစင်းကိုခုံနိုင်သောအသက်ပညာကိုတက်မြောင်း၍ လန်ငါးစင်းကိုခုံနိုင်တော့အသက်ပညာကိုမတက်မြောက်ပေတနေ့တနိုင်ဇေယျသည်ရွာငယ်တစ်ခုဝယ်အသက်ပညာကိုပြသသည်ရှိတော့တည်ရည်ရင့်မှုသည်ဖြစ်၍ငါးစင်းသောလန်တို့ကိုခုံ၍ပြမည်ဟုပြောဆိုကအစဉ်အတိုင်းလန်ငါးစင်းကိုစိုက်၍ထားလေ၏တို့အခါတပည့်လွတ်လင်သည်ဇေယျအားဇေယျတို့သည်လန်ငါးစင်းကိုခုံနိုင်သောအသက်ပညာကို မတက်ကုန် အစင်းကိုပေပါအကယ်၍ခွန်လင်းငါးစင်းမြောက်လှန်စု၍တေးလဲမည်ဟုတတိပေစကားပြောကြလေ၏ဆရာလည်းတေးရင်မုန်နေတော့ကြောင့်တပည့်လူလင်အားအမောင် အမောင်ကနိုင်အစွမ်းကိုမတီးဟုပြောဆိုကတပည့်လူလင်ဤစကားကိုမနာယူပဲလှန်လေးစင်းကိုခုံပေးလျင်ငါးစင်းမြောက်လှန်ကိုခုံရဝဲတင့်မြေစီပွေကိုတီရန်ဖြစ်တီထားသည့်အလားငါးခုမြောက်လှန်စိုးသည့်ဖြစ် ညီတန်းကတရားရှာလေ၏တူအကတပဲ့လူလင်သည်ဆရာအားဆရာတင်ကယနေ့ခါတိုင်းထက်လွန်၍ပြုတော်အမှုကိုအကျွန်ုပ်မနှစ်တက်အကျွန်ုပ်ပြောစကားကိုမနာယူပဲလှန်လေးခြင်းကိုခုံပြီးလျင်ငါခြင်းမြောက်လှန်ဖြင့်တိလျက်တရား၏ဟုပြောဆိုပြီးလျင်ဆရာ၏အလောင်းကိုကောင်းမွန်စွာတကြိုလေ၏ ဒီတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြဆုံးပဲနတန်တော်ဝတ္ထုတို့ကို နုတန်တိဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါလံကုန်စရာသည် ယခုအခါအဆုံးမကတ်တော်ယဟန်တပည့်ပညာရှိသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ဒုပ္ပဇဇတ်တော်ဤတွင်ပြီအခုလိုဖက်ပြခွေရအောင်ဂျေစုပြုပေးခဲ့ကြသူများအားလုံးကိုသူပဲဂျေစုတင်ရှိပါလေရှင်နားထောင်ပေးကြသူများအားလုံးလည်း 龙兴文明街八七。